မင်္ဂလာပါရှင်လဲတော်တုံဆစ်ဆောင်စကံမှာ2965နှစ်ပြည့်ကယန်းနှစ်တစ်ကို အကျိုးပွဲတော်ကျင်းပပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနေပြည်နယ်ဒမော့ဆွန်မြို့နယ်အနောက်ဘက်ချမ်းမှာရှိတဲ့လဲတော်တုံဆစ်ဆောင်စကံမှာ2965နှစ်ပြည့်ကယန်းနှစ်တစ်ကိုအကျိုးအထိမ်းအမှတ်ပွဲတော်ကိုနိုဝင်ဘာလ18ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်လာမယ့်နိုဝင်ဘာလ20ရက်နေ့မှာကြာရောက်မယ့်2965နှစ်ပြည့်ကယန်းနှစ်တစ်ကူနှစ်ကို ကျိုးဆိုးတော်အပြေလဲတော်တုံဆစ်ဆောင်စခန်းကဥဆောင်ပြီးတောင်တန်းပြန်ဆစ်ဆောင်စခန်းနဲ့ဒိရခန်ကျေးရွာနေရွာတို့ကကျင်းပပြလုပ်ခဲ့တယ်လို့ဆစ်ဆောင်တာဝန်ခံတဦးကပြောပါရယ်အဆိုပါအခမ်းအနားမှာကယန်းအမျိုးသားအလံတော်ကိုအလေးပြုခြင်းကယန်းဘုံအကနဲ့ကပြဖြိုဖြည့်ခြင်းကယန်းအကအလာတွေရှင်ပြိုင်ခြင်းကပြဖြိုဖြည့်ခြင်းနဲ့ကယန်းရိုးရာစံပြုတ်ပြန်ပွဲတို့ပြလုပ်ခဲ့ပါရယ် ကယန်းလူမျိုးတို့တောင်ရရိတ်တင်တဲ့လားနောက်ဆုံးလားလာလာနန်လို့ခေါ်တဲ့တဆောင်မုံလာကုံတုံပြီးလာဆူပရိုလို့ခေါ်တဲ့နှစ်ဒေါ်လာရဲ့အစရဲ့နှစ်ဒေါ်လာစံတရက်နေကကယန်းနှစ်တကူနေဖြစ်ပါရရှင်။